ကိုကိုကြီးအချက်ခံနေပါတယ်ဘသူချဲ့တာကိုခံနေရလဲဆိုတော့မအားလာချဲ့တာကိုခံနေရပါတယ်အဒီလိုပြောလိုက်လို့တမျိုးမထင်ပါနဲ့ကိုကိုကြီးကမအားလာရဲ့နိုင်ငံကြီးချဲ့ပေါင်ချဲ့တာကိုခံနေရတယ်တကယ်တမ်းမှာတော့ तू ကသူအမြဲတမ်းအကြောင်းပြချက်တစ်ခုရှိပါတယ်နိုင်ငံကြီးပေါင်ကျင်းလို့မရအောင်နိုင်ငံကြီးပေါင်ကျင်းလို့မရအောင်ဆိုပြီးတော့ तू ကြွေးကြော်ပြီးတော့ဟာလာပြည်တွင်းထဲမှာရွေးကောက်ပွဲဝင်မှာပေါ့ဗျနိုင်ငံကြီးလမ်းကြောင်းပွင့်အောင်နောက်ဆုံးတော့ သူကပေါင်းချက်တာလာမအလာသူ့ကိုပေါင်းချက်သွားသလားဆိုတာတော့ဒီကနေ့တက်လာတဲ့တဲ့နေ့ကြည့်ရင်တော့အတိတ်သားကြီးပဲအခုကျင်းပမဲ့ရွေးကောက်ပွဲမှာစစ်တပ်ရှုံးတဲ့အမကြိုက်တဲ့ရလာမျိုးထွက်လို့မရဘူးဆိုတော့အဲ့ဒါဆိုဘာလို့ပြိုင်နေတော့လဲဗျာနော်ဘာလို့ပြိုင်နေတော့လဲဟလာတစ်ချိန်60ရွေးကောက်ပွဲတစ်ချိန်အလိန်ခံခဲ့ရပြီပါဘီအဲကျွန်တော်တို့နှစ်ပေါင်း30နီးပါးကြာမှတခါနောက်တစ်ချိန်ပြန်ပြီးတော့ ဟိုပေါ့ဗျာအလိန်ခံရတယ်ပေါ့ဗျာ2021မှာထပ်ပြီးတော့လိန်နာမဟုတ်ဘူးလူဘာဝပို့ကြတာเนาะအဲ့တော့တစ်ချိန်လိန်နေဆိုတာလိန်နေသူရဲ့အပြစ်เนาะနှစ်ချိန်လိန်ခံရပြီဆိုရင်တော့လိန်နေသူရောလိန်ခံရသူရောရဲ့အပြစ်ပဲနှစ်ဖက်စလုံးမှာအားနေချက်ရှိလို့သုံးချိန်အလိန်ခံရပြီဆိုရင်တော့လိန်နေသူအပြစ်မဟုတ်တော့ဘူးဗျလိန်ခံရတဲ့သူရဲ့အပြစ်ပဲဆိုတော့သမိုင်းကြောင်းအရာလဲဘယ်တော့မှခရီးမတီးတဲ့ ဒီစစ်တပ်အဖွဲ့အစည်းကိုယုံပြီးတော့ရွေးကောက်ပွဲထပ်ဝင်မယ်ဆိုတာဟာတော်တော်လေးဟိုနော်ဟိုပေါ့ဗျာဟိုအာနာယူရာကြတယ်လို့ပြောချင်ပါတယ်သူကသူဟိုတိုင်းပြည်ကိုဟိုအငင်းညာတော့နီးနေနိုင်ငံအပြောင်းလဲလောက်ချင်တချစ်လူကြကောင်းပြောတာလူကြကောင်းပြောတကယ်တမ်းမှာတော့ဟာလာသူလည်းလူတွေကလူပဲနော်အာနာတော့လိုချင်မှာပေါ့ဗျာနော်အနမေတော့လိုချင်မှာပေါ့မယူနဲ့လို့ပြောလို့မရဘူးပြောပိုင်ခွင့်လည်းမရှိဘူးလောက်ပါနော် အာနာလည်းယူခြင်းနဲ့ယူလို့ရပါတယ်ဒါပေမဲ့ဗျာဟလာတတိုင်းပြည်လုံးဝတတိုင်းပြည်လုံးဝခေါင်းကိုတက်နေပြီးတော့ယူတာမျိုးကတော့မဖြစ်သင့်ဘူးပေါ့နော်ဘလို့မှမဖြစ်သင့်ဘူးဟလာလူတို့ကကျွန်တော်ဒီကနေ့ဒါလူတို့ကနေစားတဲ့တော်လိုင်းကြီးဗျာနော် NLD မဟုတ်ဘူးဒီတော်လိုင်းကြီးကလူတို့ကစားတဲ့တော်လိုင်းကြီးဖြစ်တယ်လူတို့တော်လိုင်းကြီးဖြစ်တယ်အဲလူတို့ကသွေးစာနေလို့เนาะဟိုလက်နဲ့ကင်ကြမ်းချောင်းရွေးပြီးတော့เนาะတတ်နေတာမဟုတ်ဘူး နော်သူတို့အခွင့်အရေးအတွက်သူတို့အသက်အန္တရာယ်အတွက်ဘလို့မှရှောင်လွှဲလို့မရတော့တဲ့အတွက်နောက်ဆုံးမှဟလာဟိုပေါ့ဗျာလက်နဲ့ကင်ထားတဲ့လူလက်နဲ့နဲ့ပြန်ပြီးတော့ခုခံတွန်းလှန်မှရမယ်ဆိုတော့အဲအတွေးခေါ်ကြောင့်ဒါဒီကနေ့လက်နဲ့ကင်တွန်းလှန်ရင်းဖြစ်နေတာဆိုတော့ကိုကိုကြီးအနေနဲ့နော်ခင်ဗျားလက်တွေ့စံဖို့လို့တဲ့နိုင်ငံကြီးခင်ဗျားမယိုးသားဘူးတော်တော်မယိုးသားတာအဲ့တော့ဟိုပေါ့ဗျာအခုနေသူရွေးကောက်ပွဲဝင်လိုက်တယ်ဒီကနေ့မအားလာတာဆက်ပြီးတော့ နော်အာနာဆုတ်ပိုင်ကိုင်ခွင့်ရမယ်ဆိုရင်တိုင်းပြည်ကတည်တယ်ကိုဆူဆူဝါးဝါးအသက်ဖြတ်တည်ခံခဲ့ရတယ်အဲ့ဒါမှတည့်ရခံနဲမှာခင်ဗျားတို့ပါတယ်နော်အဲ့တော့ခင်ဗျားတို့ကခင်ဗျားတို့ကိုကြိုးစီပါမထီသေးတဲ့အခါကျတော့ခင်ဗျားတို့ကတော့ဒီလူစကားပြောအရန်လဲတယ်ဗျနော်စကားပြောအရန်လေတယ်ဟိုလှဲ့ပြောဒီလှဲ့ပြောနဲ့နိုင်ငံကြီးပေါင်းနေပါရှောက်ပြောအမှန်တကယ်ဒီလူတွေမရိုးသားတဲ့လူတွေနော်ကျွန်တော်အေးဒီကနေ့တိုင်းပြည်ဒီလိုအခြေအနေဖြစ်တာသူတွေဆုတ်ရုပ်เสียရမရှိဘူးဗျာအကဲမင်းအောင်လိုက်နိုင်သွားခဲ့ရင်လဲဟလာဒါသူအတွက် ခွင့်ရေးတွေရအောင်မယ်ရှုံးခဲ့ရင်လည်းကျွန်တော်တို့ဘက်ကနော်ပို့ဆိုပါဆက်သွားလှုပ်လို့မရဘူးဗျနော်ဒါဒီမိုကရေစီမှာဒါ तू तू ယုံကြည်ရလှုပ်လို့ရတယ်နော် तू ဘောင်းဥပဒေဘောင်းနဲ့ကြော်လွန်လာတာမျိုးဒါကျွန်တော်ဥပဒေကြောင့်ရအေးအေးယူတာမျိုးလှုပ်ချင်လှုပ်လို့ရမယ်တခြားနည်းလမ်းတွေတော့လှုပ်လို့မရဘူးအဲ့တော့သူ့အနေနဲ့ပြောလို့ရဟာကျွန်တော်နင်းညာတော့နည်းနဲ့ကြိုးစားတာပဲပြောတာပဲတကယ်တမ်းမှာတော့အဲ့ဒီစကလုံးတစ်ခုနဲ့ကျွန်တော်တို့တိုင်းပြည်ဘယ်လောက်ထိစုပ်ပြတ်သက်သွားမလဲဆိုတာ တော့ဒီလိုတွေးတောင်တွေးရလားမသိဘူး။အဲ့တော့သူ့ကိုကြိုးစည်းပွားမှာမထီတာကျွန်တော်ပြောချင်တာကကိုကိုကြီးရှိမှကျွန်တော်တို့ကပတ်စံချိမယ်ပေါ့ဗျာဥပမာပထမတစ်ချိန်ချိမယ်မသိချင်အောင်ဆောင်းမပေးတော့လိန်သွားမယ်ဗျာဟုတ်လားဒုတိယတစ်ချိန်ထက်ချိမယ်ကိုကိုကြီးကလည်းထက်ချိတယ်ပေါ့ဗျာထားပါတော့အော်ဟိုဒီတစ်ခါတော့ပြန်ဆက်ပါမယ်ဘာညာပြောထက်ချိတယ်ချိပြီးတော့နော်လိန်သွားရုံနဲ့မကောက်ပစိုးပါလှမ်းပြတယ်ဗျာအ အလင်း6000ရောင်ရအောင်ပါเนาะအဲ့ဒီလိုအချိန်အနည်းတစ်ခုကိုကိုကြီးအနေနဲ့နောက်ထပ်လူတစ်ခါထက်ချင်းခင်ဗျချီးအောင်မလားအဲ့ဘလူပတ်စံထက်ချီးအောင်မလားเนาะပတ်စံเนาะပတ်စံမပြောတာဒီကနေ့ရွေးကောက်ပွဲလို့ဒီကနေ့မအားလာကိုထောက်ခံတာလို့ဆိုတာဟာပတ်စံမဟုတ်ဘူးလူအသက်ပေါင်းများစွာနဲ့လောင်းကြီးထက်နေတဲ့သဘောရှိတယ်ဒါကိုခင်ဗျဒီလောက်တောင်မှပဲနယ်လပိန်းတုံးတာဖြစ်ရတာလားဒါမှမဟုတ်ခင်ဗျလောလောကစောတိုက်နေတာလားဒါမှမဟုတ်ထောင်းစားစုကြည့်ခင်ဗျရှင်နေတာလား ာတော်စားစုကြည်တောင်လှုပ်လို့မရဘူးငါလှုပ်ငါရလို့လှုပ်ရင်ငါနာမည်ကြီးမယ်လို့ထင်နေတာလားခင်ဗျတန်းပြီးမှတကယ်စေတနာရှိတယ်ဆိုရင်နော်ဒီလိုမလှုပ်တော်စားစုကြည်ရှင်လို့ရတယ်နော်ဒါခင်ဗျမရှိပိုင်ခွင့်ရှိတယ်တို့ပေမဲ့ဒီလောက်အချိန်ဒီတစ်ခုမှခင်ဗျအနေနဲ့ဟုတ်လား88တောင်းရလိုက်တာပွင့်ပါခဲ့တယ်နော်ဒီနိုင်ငံရေးပေါ်မှာဆင်ဆက်မပြတ်အဲထိတွေ့မှုရှိနေပါလေနဲ့ဒီလိုအချိန်ဒီမှာခင်ဗျဒီလို လမ်းကိုခင်းတာဟာတော်တော်ဆူဆူဝါးအခြေအနေပဲဟလာဒီစစ်တပ်မကြိုက်တဲ့ရလမျိုးမထွက်စင်းတဲ့တို့တို့ဘာလို့အောင်မလဲဗျာဟလာအိမ်ဥကန်တက်ချိပါရုံနဲ့မကောက်ကိုတအိမ်လုံးလည်းမရင်ကျင်သေးတဲ့တတ်လည်းတတ်သွားသေးတယ်ဒီလိုကောင်းမျိုးကိုခမားကနော်ဘာလဲထပ်ပြီးတော့ချော့ပြီးပေါင်းညင်သေးတာလားခမားကလည်းချော့ပေါင်းလို့ရတယ်ဒါပေမဲ့ဒီကနေ့ဒီရွေးကောက်ပွဲသားနော်ဖြစ်သွားလို့နော်သူတို့တတ်မှတ်ထားတဲ့ အဆင့်တစ်ခုရောက်သွားပြီဆိုရင်တော်တော်ထိန်းရတဲ့ရခတ်သွားနိုင်တဲ့အခြေအနေတစ်ခုရှိတယ်။နော်ဒါလည်းအားလုံးလည်းသိတယ်။နော်စစ်တပ်ကဘယ်လိုပဲဖြစ်ဖြစ်တယောက်ထဲထဲနှစ်ယောက်ထဲထဲသူကတော့လုံးပါပဲ။ဘာကြောင့်လဲဆိုတော့လုံးတယ်ဆိုတဲ့နာမည်တစ်ခုကိုပဲသူလုံးချင်တာ။ဆိုတော့ကိုကိုကြီးအနေနဲ့နိုင်ငံကြီးလုံးเสียရအတလောက်တောင်ရှားနေသလားလို့ကျွန်တော်ကမေးချင်တယ်ပေါ့ဗျာ။ဒါကြောင့်မလို့ဒီကနေ့ကိုကိုကြီးပြောပြောနေကြပြောနေကြဟောပေါ့ဗျာ။ အကြောင်းနိုင်ငံကြီးတည်သွားလို့မရဘူးနိုင်ငံကြီးပေါင်ချဲ့မှရမယ်စစ်ပေါင်ချင်းချင်းဖြစ်ဖို့လိုတယ်ဆိုတာနောက်ဆုံးတော့ကိုကိုကြီးကမအလားချဲ့တာဘယ်ခံလိုက်ရလဲလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဗျအဲ့ဒါဒီကနေ့အချိန်နေ့ထိရောက်ဖို့အတွက်ကျွန်တော်တို့ပြည်သူတွေအသက်ပေါင်းများစွာကလေးတွေအသက်ပေါင်းများစွာဘဝပေါင်းများစွာခန္ဓာကိုယ်အစိတ်ပေါင်းများစွာဒုက္ခပေါင်းများစွာကိုဖြတ်တန်းပြီးမှဒီလေးအချိန်တွေကိုရောက်လာတာဒီကနေ့စည်ရည်အရာကျွန်တော်တို့က နော်အသာစီးရနေပြီဟလာမြောက်ပိုင်းမှာဆိုလဲဒါတရုတ်ဝင်နှောက်လိုက်လို့အခိုင်မနှောက်ရင်ဒါတော်တော်လေးတော်လိုင်းရအချိန်ဟုန်ကောင်းနေပြီအဲနောက်တစ်ခုကျွန်တော်တို့လက်ရှိအနေထားမှာလဲကျွန်တော်တို့စီးရီးအရာဘာမှကြောက်စရာအကြောင်းမရှိဘူးသူတို့လိန်နဲ့ကြိုက်တဲ့လောက်ကျဲနော်တနိုင်ငံလုံးပတ်တော့မကျဲနိုင်ပါဘူးဗျာဟလာသူတို့ပြောခဲ့တယ်လို့မင်းတို့အာနာတော့နေပြီးတော့ရမယ်မင်းတို့နေပြီး ဟလာမြေပဲကြံတော့မယ်ဆိုတာမျိုးရပါတယ်လောက်ပါခင်ဗျားတို့တက်နိုင်လောက်ပေါ့ဆိုတော့ဒီဒေါ်လာကြီးကျွန်တော်တို့ဘက်ကတော့နောက်ဆုတ်เสียရလဲအကြောင်းလည်းမရှိတော့ဘူးဒီအချိန်နေထိရောက်လာပြီကမှခင်ဗျားတည်ပြီးသွားတဲ့လူတွေဘဝတွေပိတ်ဆက်ရတဲ့လူတွေဘဝပြတ်သွားတဲ့လူတွေဒုက္ခပေါင်းများစုံနဲ့ရင်ဆိုင်ခဲ့ရတဲ့လူတို့ရဲ့မျက်နှာကိုထောက်ထားမယ်ဆိုဒီခေါင်းလေးအပြီးတိုင်းလောက်ဖို့ပဲလိုတော့တယ်နော်အဲ့တော့တိုင်းပြည်တွေမှာစစ်တပ်မရှိလို့မရောလက်ခံတယ်အကယ်၍ခင်ဗျားတို့တကယ်ကိုတိုင်းပြည်ကိုပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုရင် ကျန်ရှိနေသေးတဲ့စစ်တပ်ကလူတွေဟာဒီတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းဖို့ဒီတနည်းပဲရှိတယ်နော်ဒီတနည်းပဲရှိတယ်အကိုကိုကြီးခင်ဗျအိမ်ထဲကနေပြထိုင်အောင်မနေနဲ့အပြင်လေးပါလေးထွက်လေလားကျွန်တော်တို့ဒီ PDF တွေပေါ့ဗျတော်လိုင်းအင်အားစုတွေနော်ဟိုစစ်စီကန်ဖောက်ဖြစ်တာမရှိဘူးလားဆိုတော့ရှိပါတယ်ဒါဆိုတော့မတထောင်သားတွေနဲ့ဟိုလောက်ရတဲ့ကိစ္စဒါတော့မှနော်ဟိုစစ်တပ်လိုမျိုးစနစ်တကျကြီးနှစ်ပေါင်း80လောက်ကျင့်လာတဲ့ တက်မှာတော့မဟုတ်သေးဘူးမနေ့တနေ့ရမှာပေါ်ပြီးတော့အသိစိတ်တတ်နဲ့လှုပ်လာဒါဒီလိုမျိုးအားနဲ့ချက်ရှိတယ်ဆိုတော့လက်ခံတယ်ဒါပေမဲ့တော်လိုင်းမှာပါဝင်နေတဲ့တော်လိုင်းသမားတယောက်ချင်းစီရဲ့စိတ်သက်အကျဉ်းစားလိုက်တာနော်ခံယူချက်တိုင်းပြီးချစ်စိတ်ဒါတွေအားလုံးကိုရှင်းလိုက်ရင်မေးအွန်လိုင်းနဲ့အပုံကြီးတာတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါကြောင့်ဒီကနေ့ရေကောက်ပွဲဖြစ်ဖို့အတွက်နော်မအားလာနဲ့စစ်တပ်နဲ့ဘလုံးပွဲလုံးနေလူတွေအားလုံးကတမိုင်းတရခံဆိုတာကို အဲ့ခင်ဗျားတို့နားလည်ထားဖို့လိုတယ်နောက်တစ်ချိန်ကြာကမှတော့ခင်ဗျားတို့ဟာလာ short ချလို့မရဘူးလို့ပဲပြောချင်တယ်အဲ့တော့ဒီနေ့တော်လိုင်းရဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ပြီးလှုပ်လာတာဒီကနေ့မအလာဟာနိုင်ငံရေးထွက်ပေါက်ရဖို့အတွက်ပတ်ပေါင်းစုံကနေလှုပ်နေတယ်ပြောပြီးသားကျွန်တော်တို့လမ်းချမဲ့ခေါင်ဟာဆာလို့ကျွန်တော်ဒီဟိုဘင်္ဂလားပင်လယ်အော်နဲ့ဆက်ဆက်နေတဲ့နိုင်ငံတွေအဲ့ဒါအခုထိုင်းမှာကျင်းပမဲ့ဟိုပေါ့ဗျာပွဲပေါ့ အဲကျွန်တော်တီးတလောက်ကတော့ဒါ April 3 4လို့ပြောတယ်ဆိုတော့ဒါတွေအားလုံးကိုပေါင်းချုံလိုက်ရင် तू ကသူ့ကိုထောက်ခံမဲ့နိုင်ငံတွေကိုအသေးလက်ရှာနေတာเนาะအားလုံးကရှင်းရှင်းလေးရဒီပွဲကအကုန်လုံးကပေါင်းပြီးရိုက်တဲ့ပွဲပဲเนาะပေါင်းပြီးရိုက်တဲ့ပွဲပဲဒါဘယ်လိုပဲဖြစ်ဖြစ်ဟလာဒီအချိန်လေးတခုနိုင်ငံတကာကိုလှုပ်ပြနေတဲ့အချိန်မှာအလားရွေးကောက်ပွဲဖြစ်သွားမယ်ဗျာနောက်တစ်ခါငင်းငင်းဆွေးနွေးပွဲပါနေအဲ့ခဏငင်းငင်းဆွေးနွေးပွဲတစ်ခါပါတာပဲငင်းငင်းဆွေးနွေးပွဲဒီကြောင့်လုပ်နေပါတယ်မန္တလေးကဟန်ပြသည်ပဲ လာရွေးကောက်ပွဲမှာတမဲမှာတော့မနိုင်တဲ့လူတွေနဲ့လောက်နေတာနောက်တစ်ခါကျွန်တော်ရွေးကောက်ပွဲကျွန်တော်ဖြစ်အောင်လုပ်ပါမယ်ကျွန်ဖြစ်အောင်တော့လုပ်လို့ရပါတော့တယောက်ပြေးပြီးနှစ်ယောက်ပြေးပြီးဟာလာဖြစ်အောင်လုပ်လို့ရတာပဲအဲဒါတွေအကုန်လုံး for show တွေကြီးပဲအဲပြီးတဲ့အခါကျရင်ကျွန်တော်တို့နက်နက်ကိုင်ဖွဲ့တွေကိုကျွန်တော်ငိမ့်ငိမ့်ဖိတ်ခေါ်ပါတယ်ဒီကောင်းနေမလာပါဘူးပါညာနဲ့ပြောချင်တာကတော့ဗျာစစ်တပ်ကသူလှုပ်ချင်တဲ့ပုံစံနိုင်ငံတကာမှာတရားဝင်အစိုးရဖြစ်သူအတိမတ်ဖြစ်ခံအောင်သူလှုပ်မယ်တစ်ဖက်တပြိုင်နက်ထဲမှာပဲတွန်းလိုက်အင်အားစုတွေကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ် ဟိုပေါ့ဗျအဲ့ဒီပုံစံတိုင်းကိုတွန်းပုံနေတာဖြစ်တယ်ဆိုတော့အချိန်ကြီးကတော့အဲ့ဒီလိုအချိန်ကြီးဖြစ်တယ်နိုင်ငံရေးကိုနားလဲစရာမလိုဘူးဒီကနေ့ဒီချင်းခင်းချင်းတစ်ခုမှပါဝင်နေတဲ့လူအားလုံးဟာစစ်တပ်ပဲသွားနေတယ်ဆိုတော့လူတိုင်းသိတယ်ခင်ဗျားသာမသိကြအောင်ဆောင်ပြီးတော့အခွင့်အရေးကိုမှတ်ပြီးတော့တိုင်းပြည်ကိုထိုးကျွေးနေတာဖြစ်တယ်ဒါကြောင့်မလို့ကိုကိုကြီးကတကယ်ကိုသမိုင်းအတွက်အမှန်တကယ်အမှန်တကယ်မှ88သမိုင်းကိုရောအဲသူလှုပ်ဖြတ်တန်းခဲ့တဲ့သူသမိုင်းကိုပါဖြတ်စည်းရုံမကဘူးဒီမြန်မာပြည်ကိုပါဖြတ်စည်းပူပေါင်း တဲ့အထက်မှာဒီလူကထက်တဲ့ဝင်ပါတဲ့လူတယောက်ဖြစ်တယ်တိုက်ပြီးတော့အမတန်အန္တရာယ်ရှိတဲ့လူတယောက်လို့ကျွန်တော်တော့ဟိုမှတ်ချက်ပေးခြင်းပါတယ်အဲ့တော့ဒီကနေ့တိုင်းပြည်မှာဒီကောင်းလေးဘလောက်ပဲကလင်းကြီးစိတ်ညမ်းစင်ပဲလှုပ်လှုပ်နော်အရှိရဖို့အနောက်ကပေါ်အကုန်ပေါ်နေတာပဲအခုသူတို့ကလင်းကြီးတွေလှုပ်တဲ့နော်ရွေးကောက်ပွဲကိုဘယ်လိုလုပ်မယ်ပါညာပြောတယ်ဟာလာထိုင်းကဒါ တက်ဆင်ရဲ့သမီးဒါအကုန်လုံးကဒီဒီဘောပါတီကလည်းကောင်းတာမှမဟုတ်တာတက်ဆင်ဆိုရင်လည်းပမာဘီကိုတောက်လျှောက်နှိပ်ကွက်လာတဲ့လူနော်ပတ်စံတစ်ခုပဲကြည့်တဲ့လူတွေဆိုတော့သူသမီးဝင်ကြီးချုပ်ဖြစ်တဲ့သူသမီးဘလို့ပဲမင်းအွန်လိုင်းကိုဖိတ်ခေါ်ဖိတ်ခေါ်ဟလာထိုင်းစစ်ဦးကြီးချုပ်ကတော့ရှင်းတယ်ထိုင်းစစ်ဦးကြီးချုပ်ကတော့ဒါပမာဘီမှာ2025ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဖြစ်လာနိုင်စရာမရှိဒါတော့သမီးရောကြရွေးကောက်ပွဲနဲ့တူတဲ့တန်နဲ့ဟိုတန်တန်ရရ တူတန်နဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ပြောတာခင်ဗျားအများမဲယုံထောင်ပြီးတော့တယောက်ဖက်ပြီးသွားတာဒါမျိုးတော့ဒါရွေးကောက်ပွဲမှာမဟုတ်တာဟုတ်တယ်မလားဆိုတော့ဘလို့ပဲလှုပ်လို့တော့နလန်ထူစရာအကြောင်းမရှိဘူးအဲဒီကနေ့ဒါကျွန်တော်တတိုင်းပြည်လုံးအတိုင်းအတိုင်းအချင်းစီရေးအကြောင်းဘက်မှာเนาะအသားစီးရရှိတယ်။နောက်လည်းတိထက်တာဖို့ပဲရှိတယ်။ဆိုတဲ့အခါကျတော့ဟာလာမအလာအဲမအလာသူနီးအတိုင်းပေါ့ဗျာ။ဟာလာအောက်ကျုံမယ်။ဟာလာသူဖားမယ်ရားမယ်နဲ့ဒီနီးနဲ့ပဲသူ အသက်ရှူပေါက်ချောင်းအောင်သူရှင်တန်ခွင့်ရအောင် သူမိသားစုကျွယ်ဝချမ်းသာအောင်ဒီနည်းနဲ့ပဲတိုင်းပြည်ကိုနော်ချနှင်းအောင်ပါပဲအဲ့တော့ဘလို့ပဲနင်းသည့်တိုင်အောင်လုပ်နေပါစေနော်ဟိုအချိန်တန်လာတဲ့ခါကျရင်တော့အမှန်တရားတော့ပေါ်လာမှာပဲအမှန်တရားပေါ်လာဖို့ဆိုတော့ကျွန်တော်ထိုင်ကြည့်နေတာမဟုတ်ဘူးလက်တွေလှုပ်လှုပ်နေတာဖြစ်တဲ့အတွက်အဲ့ဒီအမှန်တရားကသိမကြခင်ပေါ်လာလိမ့်မယ်အဲ့တော့ဒီလောက်ထိတိုင်းပြည်ပေါ်မှာရုံမှာကောက်ကြည့်ရက်ဆက်နော်တိုင်းပြည်ချနှင်းနေတယ်တကယ်ပြီးလိမ့် အမအလာပါဗျာနော်မအလာရဲ့နောက်ဆုံးဇက်ဝင်ကန်းနေရတော့ကျွန်တော်မြင်အောင်ကြည်လာတော့ပေါ့ဗျာစာအင်းစိန်ထောင်းနေရအာကျိုးစင်လို့ပဲကျွန်တော်ကတော့ပြောရမှာပါပဲအဲ့တော့မအလာရဲ့နောက်ဆုံးဇက်ဝင်ကန်းကတော့အင်းစိန်ရဲ့ထောင်းနေရကျိုးစင်ပါလို့ကျွန်တော်ပြောနေတယ်ဒီနေ့အစည်းအဝေးလေးမှာပဲဆုံးသတ်လိုက်ပါတယ်ဗျာအားလုံးထူးပဲကျေးဇူးတင်ပါတယ်